ရှမ်းပြည်တောင်ပိုင်းစီဆိုင်မြို့နယ်ထီဆုံကျေးရွာနီးမှာပြီးခဲ့တဲ့ဇန်နဝါရီလ23ရက်နေ့ကစစ်ကောင်စီနဲ့ပအိုးပြည်သူစစ်ကပအိုးအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNL ရဲဘော်9ဦးကိုတပ်ဖြတ်ခဲ့တဲ့ရုတ်တံတပ်တွေမှတ်တမ်းထွက်ပေါ်လာခဲ့ပါတယ်။ဒီရုတ်တံမှတ်တမ်းဖိုင်ကိုတော့ PNL ဘက်ကနေဖမ်းဆီးရမိထားတဲ့စစ်ကောင်စီစစ်တုံးဘက်တဦးရဲ့ဖုန်းထဲကနေတွေ့ရှိရပြီးစုံစမ်းမေးမြန်းရာကနေအတည်ပြုနိုင်ခဲ့တာဖြစ်တယ်လို့ပအိုးအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNL တွေ့ရင်မူဘုံမူကြီးခွန်အောင်မန်းကမြန်မာနာကိုပြောပါတယ်။ ခုတလောပဲကျွန်တော်တို့အဲ့ဒီထီဆုံတိုက်ပွဲမှာပါခဲ့တဲ့ကောင်စီတပ်ဖွဲ့ဝင်တယောက်ကဒီဂရီနီပြည်ဖက်မှာပြန်တာဝန်ကြပြီးတော့မှတိုက်ပွဲဖြစ်တဲ့အချိန်ဒဏ်ရာနဲ့ဒါတုတ်ပန်းဖြစ်ဖမ်းခံရတာပေါ့လေအေးဖမ်းခံရတဲ့စစ်ကောင်စီစစ်သားရဲ့ဖုန်းကိုကျွန်တော်တို့စစ်ကြည့်တဲ့အခါမှာတော့ဒီဗီဒီယိုတွေ့တာပေါ့ ဖြစ်စဉ်ဟာပြီးခဲ့တဲ့ဇန်နဝါရီလ12ရက်နေ့မှာစစ်ကောင်စီနဲ့ပို့ပြည်သူစစ်တို့ပူးပေါင်းပြီးစီဆိုင်မြို့နယ်ထီဆုံကျေးရွာလေးကိုစစ်ကြောင်းထိုးလာတာကြောင့်ပို့အမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA နဲ့တိုက်တွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။တိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကစစ်ကြောင်းမတို့ဥပါဝင်20ထက်မနည်းတည်ဆုံးခဲ့ပြီး PNLA တပ်ဖွဲ့ဘက်ကရဲဘော်တအူးတည်ဆုံးက9ဦးဖမ်းဆီးခံခဲ့ရတယ်လို့ PNLA ကထုတ်ပြန်ထားပါတယ်။ အဖမ်းခံလိုက်ရတဲ့သူတွေကတော့ဒုဗိုလ်တက်စိတ်မှုဒုတက်စိတ်မှုနဲ့ရဲဘော်နှစ်ဦးတို့ဖြစ်ပြီးအဖမ်းခံရပြီးနောက်တစ်ရက်မှာစစ်ကောင်စီနဲ့ပအိုးပြည်သူစစ်ကညှဉ်းပန်းနှိပ်စက်ပြီးတနက်နေ့ပြစ်တက်ခဲ့တာပါဖန်ခံရတာကတော့အဲ့ဒီ2025ဇန်နဝါရီလ12ရက်နေ့မှာဖြစ်တဲ့တိုက်ပွဲမှာဖန်ခံရတယ်အဲ့ဒီ73ရက်နေ့မှာ73ရက်နေ့စေနာကြီးမိနစ်30ဝန်းကျင်မှာသူတို့နှိပ်ပတ်နှိပ်ဆက်ညှဉ်းပန်းပြီးတော့မှရဲရဲဆက်ဆက်တပ်ဖြတ်လိုက်တယ်လို့ကျွန်တော်တို့သိရတယ် PNL အနေနဲ့ပို့ပြီးသူစစ်အဖွဲ့ဝင်တွေဗိုလ်မှူးအဆင့်ထိစစ်တုံးပန်းတွေဖမ်းဆီးရမိခဲ့ပြီးညှဉ်းပန်းနှိပ်စက်တာတွေပြစ်ခတ်တပ်ဖြတ်တာတွေမလုပ်ဘဲစစ်တုံးပန်းဥပဒေနဲ့ညီထိမ့်သိမ်းထားပေမဲ့ပို့ပြီးသူစစ်ကဖမ်းဆီးရမိခဲ့တဲ့ PNL ရဲဘော်၅ဦးကိုတပ်ဖြတ်ခဲ့တယ်လို့ဆိုပါတယ်။စစ်ပွဲအတွင်းဖမ်းမိထားတဲ့စစ်တုံးပန်းတွေကိုတပ်ဖြတ်တဲ့လို့ရဟာစစ်ရာဇဝမှုကျူးလွန်ခြင်းဖြစ်တယ်လို့ PNL ဘက်ကပြောပါတယ်။အခုဖြစ်စဉ်နဲ့ပတ်သက်ပြီးပို့ပြီးသူစစ် PNO ဘက်ကိုမြန်မာနောင်းကဆက်သွယ်ထားပေမဲ့ဆက်သွယ်လို့မရသေးပါဘူး။ 2022ခုနှစ်စက်တင်ဘာလ14ရက်နေ့မှာလဲရွာကိုအလဲပြန်လာတဲ့ PNL ရဲဘော်9ဦးကို PNO ပို့ပြည်သူစစ်ကတပ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။